မြန်မာနိုင်ငံမှာအရက်ဘီယာတင်သွင်းမှုကိုတရားဝင်ခွင့်ပြုထားခြင်းမရှိပေမဲ့တောက်သုံးမှုမြင့်တက်လာတဲ့ကဲ့သို့မှန်ခိုလဲကြောင့်ကနေဝင်ရောက်မှုတွေရှိနေတဲ့အတွက်လက်ရှိလက်ခံထားတဲ့အခွန်နှုန်းကောက်ခံမှုအပေါ်ပြန်လည်သုံးသပ်သွားမှာဖြစ်တယ်လို့သတင်းရရှိပါရယ်အခုလိုမှန်ခိုလဲကြောင့်ကနေတင်သွင်းမှုမြင့်တက်နေတဲ့တရားဝင်ကိန်းဂဏန်းတွေကိုထုတ်ပြန်မှုအခက်အခဲရှိနေတဲ့ကဲ့သို့ ။ဘီယာတစ်မျိုးတည်းတင်သွင်းမှုမှာပဲတစ်နှစ်ကိုတင်သွင်းမှုလီတာ26တန်းရှိရလို့မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုအစည်းအဝေးအရသိရပါဗျ။မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌဦးအောင်နိုင်ဦးကအရက်ဘီယာ secret တွေကိုတင်သွင်းခွင့်ပိတ်ထားရင်လေမှန်ခိုလမ်းကြောင်းကနေဝင်နေကြတဲ့အတွက်ပြည်ရင်းမှာရှိနေပြီးအရက်ဘီယာနဲ့ပတ်သက်ပါကအယူအဆအမျိုးမျိုးရှိနေကတချို့က MIC ကဖွင့်ပေးတင်တယ်လို့မြင်တဲ့အမြင်လည်းရှိသလိုမဖွင့်ပေးတင်ဘူးလို့မြင်တဲ့အမြင်လည်းရှိနေတဲ့အတွက်ဆွေးနွေးနေကြဆဲဖြစ်တယ်လို့ပြောကြားခဲ့ပါဗျာ အလားတူ၎င်းတို့အနေနဲ့မြန်မာနိုင်ငံမှာဘီယာတောက်တုံးမှုနှုန်းနဲ့ပတ်သက်ပြီးစစ်တမ်းတစ်ခုပြုလုပ်ထားကြောင်း အချို့နိုင်ငံတွေမှာလူတစ်ဦးရဲ့သုံးဆွဲမှုလီတာ30အထိရှိကြောင်းမြန်မာနိုင်ငံရဲ့တောက်သုံးမှုဟာ9လီတာလောက်သာရှိနေပေမဲ့မြင့်တက်လာနိုင်ကြောင်းလက်ရှိပြည်တွင်းမှာထုတ်လုပ်မှုဟာလီတာတန်း20တာရှိကြောင်းမြန်မာနိုင်ငံရဲ့တစ်နှစ်သုံးဆွဲမှုဟာလီတာ46တန်းရှိတဲ့အတွက်26တန်းဟာကုန်သွယ်ရေးကပိတ်ထားပေမဲ့မှောင်ခိုလမ်းကြောင်းကတစ်ဆင့်ဝင်ရောက်နေတာဖြစ်တယ်လို့သိရပါဗျ။ပြည်တွင်းမှာအရက်တောက်သုံးမှုမြင့်မားလာခြင်းဟာလူနေမှုပုံစံပြောင်းလဲလာမှုနဲ့အတူ အမျိုးသမီးတွေပါတောက်တုံးလာတဲ့အတွက်ဖြစ်တယ်လို့သိရပါတယ်။အခုလိုအရက်ပီယာတွေတင်သွင်းမှုပိတ်ထားပေမဲ့2015ခုနှစ်မှာအာဆီယံအီကော်နမစ်ကွန်မြူနတီစတင်တော့မှဖြစ်ကြောင်းနဲ့အဆိုပါကာလမှာအာဆီယံရဲ့ဘီယာအကောက်ခွန်နှုန်းဟာ၃ညရာခိုင်နှုန်းဖြစ်တယ်လို့သိရပါတယ်။အရက်တင်သွင်းမှုကိုအခွန်ကောက်ခံရမှာကတ်စတန်ဂျူတီက40ရာခိုင်နှုန်းကုန်သွယ်လုပ်ငန်းကို90ရာခိုင်နှုန်းနဲ့ကျိုတင်ဝင်ငွေကို200ရာခိုင်နှုန်း၊ဘီယာကို custom duty 30ရာခိုင်နှုန်း ကုန်သွယ်လုပ်ငန်းကို90ရာခိုင်နှုန်းနဲ့ကျူတင်ဝင်ငွေကို100ရာခိုင်နှုန်းကောက်ခံနေတာဖြစ်ပါတယ်။စီးပွားရေးနဲ့ကုသရေးဝန်ကြီးဝင်ကြီးဌာနမှအကြံပေးဒေါက်တာမအောင်ကလက်ရှိရှိနေတဲ့နှုန်းဟာ ကုန်သွယ်ကုန်ရော ကတ်စတန်ဂျူတီကောကျူတင်အခွန်အလုံးပေါင်းမှာက62ရာခိုင်နှုန်းပဲရှိနေကြောင်းအခွန်ကောက်ခံတဲ့နှုန်းကနည်းနည်းလေးမြင့်နေပြီးအရက်အခွန်နှုန်းကိုရှော့လိုက်ပါကလူတွေပို့ပြီးတော့တောက်တုံးလာမှာကိုစိုးရိမ်ရပြီးတစ်ဖက်ကလည်း အရန်မြင့်သွားပါကမှွန်ခိုဈေးွက်ကျဲပြန့်လာမှဖြစ်တဲ့အတွက်အဲ့ဒီနှစ်ခုကိုညှိရမှဖြစ်ခါညှိပြီးသွားပါကလည်းလွှတ်တော်ကိုတင်ရမှဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။အခုလိုလွှတ်တော်ကိုတင်ပြပြီးပြည်သူလူထုရဲ့အမြင်တွေကိုတောင်းခံသွားမှဖြစ်ကြောင်းနဲ့လက်ရှိအချိန်မှာကုတ်တဲဆက်မှုအသင်းချုပ်ကိုတင်ပြထားပြီးဖြစ်ကြောင်း၎င်းကဆိုပါတယ်။